အားလုံးပဲမင်္ဂလာပါဗျာဖွတ်ဖွန်း family မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကမနေ့ညရှင်ပြန်ကစားခဲ့ကြတဲ့လစ်ပါဘူးအတင်းနဲ့ခစ်ဆက်ပဲလေးရဲ့ပွဲပြီးတုံးတက်ချက်လေးပဲဖြစ်ပါရဲ့ဗျာဒီနေ့ပွဲမှာဆိုရင်တော့လစ်ပါဘူးတို့အတင်းရဆိုရင်ခစ်ဆက်ပဲလေးကို1ဇီတတီးဆိုရာလနဲ့ပြတ်သားစွာပဲရှုံးနေခဲ့တယ်ဗျာလစ်ပါဘူးရဲ့အိမ်ကွင်းမှာ အိမ်ကွင်းအမ်းပြီးမှဆိုရင်တော့ဟီဟာကြီးလှုပ်ခဲ့ပြီဗျတွင်းကိုးတွေကတော့40မိနစ်မှစာနေပြီဆိုတွင်းယူခဲ့ပြီး40ထဲမှာ5မိနစ်မှဆိုရင်တော့နောက်ထပ်တစ်လုံးတွင်းယူခဲ့တယ်88မိနစ်မှဆိုရင်တော့ခေဇဲပဲလေးကနောက်ထပ်တကူရရှိခဲ့ဒီနေ့ပွဲမှာဆိုရင်တော့ဘောလုံးပိုက်ဆိုင်မှုပါဆိုရင်လီဗာပူးတော့59ရာခိုင်နှုန်းတိရှိခဲ့ပြီးခေဇဲပဲလေးက41ရာခိုင်နှုန်းတိရှိခဲ့ဗျ expected goal မှာဆိုရင်တော့လီဗာပူးက0.45တိရှိပြီးတော့ကျတော့ခေဇဲပဲလေးက1.45တိရှိတယ်ဗျ total ရှုမှာဆိုရင်တော့ liverpool က၈ချိန်ခီးရှိပြီးတော့ crystal palace ကဆိုရင်တော့၅ချိန်တိတိကိုရှိခဲ့တယ်ရှုတက်ကမှာဆိုရင် liverpool က၁ချိန်ပဲရှိခဲ့ကြ crystal palace ကတော့၉ချိန်ရှိခဲ့မြန် liverpool တို့ဟာဆိုရင်တော့အခုနောက်ပိုင်း premier league မှာဆိုရင်လည်းနိုင်ပွဲတွေမရခဲ့ဘူးအခုဆိုရင်တော့သူတို့တွေ ကာရာဘောကကပါတို့တွေထွက်လိုက်ရပြီ။ချန်ပီယံလိမ့်ပါဆိုရင်လည်းတို့တွေအလောက်ကြီးရလက်ကောင်းထားပြီမရှိရတဲ့။အခုနောက်ပိုင်းဆိုရင်တော့ဂျီပါဘူးအတင်းရဲ့နီးပြအန်နီစလော့ဟာဆိုရင်လည်းအရန်ကိုပဲဖိအားတွေများခဲ့ပြီ။နောက်ပွဲတွေလာတက်ပြီးရရှုံးနေခဲလို့တော့နောက်ပွဲတွေရှုံးခဲ့မယ်ဆိုရင်တော့လီဗာပူးနီးပြအန်နီစလော့ဟာဆိုထုတ်ပယ်ဖို့ရာခိုင်နှုန်းများရှိသွားပြီ။လီဗာပူးပြည့်တက်တွေဆိုရင်လည်းအခုဆိုရင်တော့နီးပြအန်နီစလော့လုံးဝကိုပဲစိတ်ကျင်နေမှုမရရှိတော့ဘူးမြတ်။အားလုံးကျေးဇူးတင်ပါတယ်။